ဒီဗီဒီယိုမှာဆုံတော့ကပ်ကတ်ထဲမှာပါတဲ့ freeze frame tools ကိုအသုံးပြုပြီးတော့ဗီဒီယိုရဲ့ဇက်ကောင်ကိုရပ်တန့်ပြီးတော့ဇက်ကောင်ရဲ့နာမည်ကိုစာတန်းထိုးတဲ့နည်းလမ်းလေးကိုပြောပြပေးပါကပ်ကတ် application နဲ့ကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ project အတိတ်တစ်ခုထဲမှာကိုလိုချင်တဲ့ဗီဒီယိုရဲ့အတန်ရဲ့တစ်ခါလေးထည့်ထားလိုက်မယ်ကျွန်တော်အဲ့ဒီဘိုင်းကတော့မပြတော့ဘူးဒီမှာကျွန်တော် main video တစ်ပုတ်ထည့်ပြသွားပြီးအောက်မှာအတန်တစ်ခုထည့်ပြသွားပြီးအဲ့ဒီအတန်နဲ့ဗီဒီယိုနဲ့ကိုကျွန်တော်ကကြိုက်ပြီးတော့ free frame effect ကိုအသုံးပြုပြမှာဖြစ်ပါတယ် โอเคဒီအတန်မှာဆိုတော့ကျွန်တော်ဘေးမှာစပြီးတော့အတန်ကျွန်တော် free frame စတုံးမလဲဆိုတော့ဒီမှာဗီဒီယိုတစ်ချက်ကြည့်ရအောင်အဲ tree ဆိုတဲ့အတန်ကြားတဲ့နေရာမှာကျွန်တော်ကဗီဒီယိုကိုဒီဗီဒီယိုကိုကျွန်တော် freeze လုပ်လိုက်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီကြားတဲ့ကိုဒီကြားတဲ့ frame ကိုကျွန်တော် freeze လုပ်အဲ့တော့ freeze လုပ်မဲ့ဗီဒီယိုကိုကျွန်တော်လက်နဲ့တစ်ချက် ထောက်လိုက်မယ်အဲ့ဒီအပိုင်းအချိန်ပိုင်းခြောက်ကျွန်တော် freeze လုပ်မှာဖြစ်တယ်ပြီးအောက်က tools ကိုကျွန်တော်ညာဘက်အစုံဆုံးတိုးမယ် ။ပြီးအောက်မှာ F R E E Z E freeze ဆိုတဲ့ဒီ tools လေးကိုနှိပ်လိုက်။ဒါဆိုတော့ဒီမှာကျွန်တော် freeze လုပ်ထားတဲ့3စက္ကန့် video photo frame လေးကိုနော်ထွက်လာလိုက်မယ်။အဲကြံတဲ့အပိုင်းကကျွန်တော်ဒါခုနကဒါနောက်နောက်ထပ်ကြံတဲ့အပိုင်းနော်အဲဒါကအရှိရာအပိုင်းဒါကကျွန်တော်တို့ freeze လုပ်ထားတဲ့အပိုင်းဒါကအနောက်ကအပိုင်းအဲဒီ freeze လုပ်ထားတဲ့အပိုင်းကိုကျွန်တော်ကလက်တီထားမလဲဆိုတော့ကျွန်တော်အတန်ရဲ့ဒီဒီနားထိငွက်ကွက်တီပဲကျွန်တော်ထားထားတယ်ငွက်ကွက်တီပဲအဲ့တိုင်းပဲထားမယ်ပြီးတာပြီးသွားမှာဒါပဲ အဲ့တော့ကျွန်တော်တို့ဇက်ကောင်ရက်တက်ပြွားပြီဆိုနည်းနည်းလပါသွားအောင်ကျွန်တော် creation ထပ်ပြီးတော့ထက်ထည့်ခြင်းနဲ့ဆိုရင်ထက်ထည့်လို့ရတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဒီဇက်ကောင်ကိုအနောက်က background လို့ background ကိုဝါမယ်ပြီးဒီဇက်ကောင်ကိုကျွန်တော်တို့ကပြီးပြီးတော့လှုပ်ရှားနေအောင်လှုပ်ရှားနေအောင် motion နဲ့ animation လေးနဲ့တုံးလိုက်အဲ့တော့ကျွန်တော်ဒီ free frame ကိုနောက်ထပ် duplicate ထပ်လုပ်မယ်အဲ့တော့ကျွန်တော်အရင်ဆုံးဒီ free frame ကိုတစ်ချက်လက်နဲ့ထောက်မယ်ပြီးအောက်မှာကျွန်တော် duplicate နော် dupli ရှိတယ်ဒီ duplicate ကိုနေလိုက်ဒါကျွန်တော်ဒီ free frame ရနောက်ထပ် duplicate လေးရ ဒါလေးကတော့ duplicate layer လေးဖြစ်ပါတယ်။ဒါကမူရင်း frame ဒါက duplicate frame အဲ့ဒါကိုကျွန်တော်တို့က overlay အနေနဲ့အောက်ကိုချမှာဖြစ်ပါတယ်။ overlay အနေနဲ့အောက်ကိုချမယ်ဆိုရင်ဒီ duplicate layer ကိုကျွန်တော်တို့ထောက်လိုက်မယ်။ထောက်ပြီးအောက်မှာကျွန်တော်နော် OV ရအလေးဝ overlay ဆိုတာကိုနှိပ်လိုက်မယ်။ဒါဆိုတော့ဒီ video layer ရအောက်ကိုရောက်သွားပြီနော်။ video overlay layer အောက်ရောက်သွားပြီ။အဲ့ဒါဆိုကျွန်တော်မူရင်း layer နဲ့ကျွန်တော်တစ်ထပ်တည်းကြအောင်လက်နဲ့တွန်းရွှေ့လိုက်နော်။ဒါကမူရင်း ဗီဒီယိုလေယာဝင်ရင်ဒါ free frame လေယာဒါကအောက်က duplicate free frame လေယာနှစ်ခုเนาะအဲ့ဒီကောင်ကိုကျွန်တော်ကเนาะဒီကောင်ကိုကျွန်တော်ဒီတိုင်းထားမယ်အောက်ကဒီဟာလေးကိုကြာတော့ကျွန်တော်ဒီဟာဝင်ရင်ဟာကိုကျွန်တော် background ကို effect တစ်ခုထည့်ပြီးဝါတာဖြစ်ဖြစ်တစ်ခုထည့်လိုက်မယ်ကျွန်တော်အလှဆင်လိုက်အဲ့တော့ဒီဝင်ရင်လေယာကိုကျွန်တော်ထောက်လိုက်မယ်ပြီးရင် EFF East CDS effect ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် video effect ကိုနှိပ်လိုက်ဒီကျွန်တော်တို့ကထားကျင်တာထားလို့ရเนาะကျွန်တော်တို့အာဘလာထားလဲရတယ်ဥမာဘလာ အလားထားရပဲထားလိုက်တော့ဝါလိုက်တယ်ပေါ့ဗျာဖိဝါတဲ့ layer ကတော့ဟုတ်ပြီဒါပေမဲ့ဒီဝါတဲ့ layer ကိုကျွန်တော်မတွေ့ရဘာလို့လဲဆိုတော့ကျွန်တော်ဒီ overlay video ကြောင့် overlay video ကကျွန်တော် background မဖြောက်ရသေးတဲ့အတွက်ဒီကျွန်တော်တို့အပေါ်က main layer မှာဘလာ effect ထည့်တာမမြင်အောင်ဖြစ်အဲ့တော့ဒီ overlay video ကကျွန်တော်ကတော့ဇက်ကောင်ကိုပဲကျူပြီးတော့နောက်ခံဖြောက်မှာဖြစ်တယ်အဲ့တော့ဒီကျွန်တော်ဒီအောက်က overlay free frame ကိုကျွန်တော် background ဖြောက်မယ်ဆိုရင်ဒီ layer ကိုထောက်လိုက်မယ်နောက်ပြီးကျွန်တော် view ကိုသွားမယ်နောက်ပြီးဒီမှာ remove background ဆိုတာတွေ့လိုက်မယ်အဲ့ဒီကောင်လေးကိုနှိပ် နှိပ်ပြီးသွားပြီကျွန်တော်တို့ကျွန်တော်တို့ကဟိုလူပါတဲ့ဗီဒီယိုဆိုရင်တော့ဒါတော့ကျွန်တော်တို့ auto remove တောင်းလို့ရတယ်ကျွန်တော်ပစ္စည်းတွေဆိုရင်တော့ဒါ custom remove နဲ့ဖယ်မှရလူပါတဲ့ဗီဒီယို frame တွေ photo frame တွေတော့ auto remove တောင်းလို့ရတယ်နော်အဲ့တော့ auto remove ကိုကျွန်တော်နှိပ်နေ background ဖျောက်ပြီးသွားတယ်အဲ့တော့မှကျွန်တော်တို့ကထပ်ပြီးတော့ stroke တွေပါထည့်ခြင်းလဲဆိုဘေးနာ sdr ကို key stroke ကိုနှိပ်လိုက်နော်အဲ့နေပြွားပြီဆိုရင်ကျွန်တော်တို့ stroke ကဒီမှာကြိုက်တာထည့်လို့ရတယ်နော်ဒီမှာတူပေးတဲ့ stroke ကြီးထည့်လို့ရတယ်ဇော်လေးဆိုတဲ့ဟာလေးကြိုက်တယ်အဲ့ဒါလေးထည့်လိုက် ဲ့မှာကျွန်တော်စုပ်အယောင်ကိုထပ်ပြောင်းနေတယ်ငါကြိုက်တဲ့အယောင် ပြောင်းလို့ရတယ်နော်အဲကျွန်တော်ဒီမှာအနီအောင်ပြောင်းလိုက်ရတယ်နော်အနီအောင်ပြောင်းခြင်းနဲ့ရတယ်အနီအောင်ဆိုကိုပို့တယ်ဒါမှမဟုတ်လိမ်မော်အောင်လည်းရတယ်ကျွန်တော်လိမ်မော်အောင်ထည့်လိုက်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမူရင်းလေယာ background ဒီဘလာလောက်ထားတော့လည်းပြင်ရပြီဒီကောင်ကို background ဖြောက်ပြီးစုပ်ထည့်တာလည်းပြင်ရအဲ့ဒါကိုကျွန်တော်တို့က animation လေးနည်းနည်းထပ်ထည့်ခြင်း animation လေးထပ်မယ်ဆိုရင်ကျွန်တော်ဒီ video အစလေးကို key frame ဒီဘက်တော့က key frame တွေကိုထည့်လိုက်မယ်ဒီနောက်တစ်ချက်ထောက်လိုက်မယ်ဒီအောက်ဘာမှမပြင်ဘူးနော် ပြီးကျွန်တော်တို့ဒီနာကိုဒီနာလေးကိုကျွန်တော် gift frame ထပ်ထည့်လိုက်မယ်။ဒီနာမှာစပြင်ဒီနာမှာကျွန်တော်တို့ကဒါဒီနာကိုဒီတိုင်းပဲကျွန်တော် gift frame တက်ထည့်တာ။နောက်ပြီးတော့နောက်မှာစပြင်ဒီဒီနာကိုလည်းကျွန်တော်တို့ gift frame ရိုင်းထားရမယ်။အဲကျွန်တော်တို့အရင်ဆုံးယာထားတာပေါ့နော်။အဲ gift frame တွေယာထားတယ်။ပြီးကျွန်တော်တို့အဲ့ယာထားတဲ့ gift frame မှာပြန်ပြောင်းမယ်။နော်။အဲ okay ဒါလေးပေါ့နော်။ဒီကောင်လေးကိုကျွန်တော်တို့ကဒါကြီးလိုက်မယ်။နည်းနည်းကြီးလိုက်မယ်။တလောက်တော့တလောက်တော့ကြီးလိုက်နော်။โอเคဒါအောင်လဲကျွန်တော်တို့ဒီဘက်ကဟာကိုလဲကျွန်တော်တို့အဲ့လောက်လောက်ပဲကြီးလိုက်နည်းနည်း နည်းနည်းတော့ဟိုပါပေါ့နော် position တူရင်တော့ပုံပေါ်ပေါ့နည်းနည်းလေးလွဲသွားနိုင် okay ဒါဆိုတော့ဒီမှာကျွန်တော်တို့ဒါဗီဒီယိုကကြီးသွားတယ်ဒါပေမဲ့ကျွန်တော်ညိနေတော့ညိနေလို့ဆိုတော့မလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီအောင်ကြီးသွားပြီဆိုရင်ဒီ key frame မှာကျွန်တော်ဘေးကိုနည်းနည်းလေးရွှေ့လိုက်အဲဒီလိုလေးဘေးနည်းနည်းရွှေ့လိုက် okay ဒါကြောင့်ဘာဖြစ်သွားမလဲကြီးလိုက်ဒါကြောင့်ဒါဘေးကိုပါနည်းနည်းကြီးပြီးတော့ဘေးကိုသွားလိုက်တယ်အဲ့လိုဖြစ်သွားတယ်နော်အဲဒါဆိုတော့ကျွန်တော်တို့ကဒါ pre frame ကိုကျွန်တော်တို့က animation တွေပါထည့်ပြီးသွားပြီးအင်ပြေသွားပြီနော် ဒါကိုကျွန်တော်တို့ကပြီးရင်ကရိုက်တာရက်ကောင်ရဲ့နာမည်ကိုစာလိုင်းထုတ်ပါအဲ့တော့စာလိုင်းထုတ်မယ်ဒီမှာ back ထွက်မယ် back ထွက်မယ်ဒီမှာ TEHD test ဆိုတာလေးကိုနှိပ် test ကိုနှိပ်လိုက်မယ် PADD test ဆိုတာကိုထပ်နှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့စာလိုင်းထုတ်လို့ရပြီအဲစာလိုင်းကိုကျွန်တော်တို့ကဒီမှာကျွန်တော်နာမည်ထုတ်မယ်ဒီမှာကျွန်တော်နာမည်ဒါ Harry ဒါကျွန်တော်ရဲ့နာမည်ပြောင်းဖို့နော်နာမည်အရင်တော့မဟုတ်ဘူးဒါ Harry ဒီ Harry ကိုမှကျွန်တော်ကထပ်ပြီးတော့အာဘယ်လိုပြောရမလဲဆိုရင် template လေးတုံးခြင်းကျွန်တော်တုံးနေကြကျွန်တော်ကြိုက်တဲ့ ကိုကြိုက်တဲ့ template ကိုတုံးနေရတယ်နော်အဲကျွန်တော်တုံးခြင်းနဲ့ template ကဘာလေးရှိမလဲဆိုတော့ကျွန်တော်ဒီ template လေးကြိုက်ကိုက free account ကြောင့်တော့ဒါစိတ်လုံးမပါတာလေးတုံးနော်အဲအဲ့လိုလေးအဒီလိုလေးတော့ရပြီ intro လေးကတော့ကောင်းပြီ style လေးနည်းနည်းပြင်တယ် style လေးကတော့အတီအောင်လေးထားလိုက်ဒါချင်းနီးအဲ့ဒါကျွန်တော်စာရင်းထိုးပြီးပါအဲ okay အဲ့လိုထားလဲရကြိုက်တဲ့ကြိုက်တဲ့ template effect တုံးနေရတယ်နော်ဒါ test template တွေထည့်တာကြိုက်တာထည့်လို့ရတယ် โอเคဒါပြီးသွားပြီဆိုတော့ကျွန်တော်ကဘာလဲကျွန်တော်ရဲ့ဒီကာရက်တာကဘာလဲဆိုတာအဲသူ့ရဲ့ယာရုပေါ့ယာရုလေးထက်ထဲတာစာနောက်နောက်တစ်ကြောင်ထည့်မယ် dash အဲဒါကျွန်တော် content creator လုပ်တဲ့ဆိုတော့ c o n t e n t content c i e content creator โอเค content creator လိုက်လိုက်ပြီပြီးသွားပြီဆိုတော့ကျွန်တော် dash template ထက်ထည့်ဒါလေးထက်ထည့်ခြင်းโอเค ဟမ်ဒါစိန်လုံးပါတယ်နော်စိန်လုံးပါ free code တော့နော်စိန်လုံးပါတာတွေတုံးမဲဆိုရင်နောက်ပိုင်း export ထုတ်ရင်ထုတ်လို့မရပါဘူးဖြစ်တယ်လေနော်အဲ့ဒါလေးတော့တတိထားနော် okay ဒါဆိုဒီမှာကျွန်တော်ထည့်ပြီးပါပြီစာလေးထည့်ပြီးပါပြီနော် okay ဒါဆိုပြန်ကြည့်ရအောင်ဟမ်ဒါပေမဲ့စာသားလေးတွေကိုလည်းကျွန်တော်တို့ animation လုပ်ချင်တယ်ဆိုလုပ်လို့ရတယ်အဲဥပမာဒါ intro ကတော့ကျွန်တော်တို့ဒါ text template မှာကတခါတည်းပါပြီးတာပြေ intro ကတော့မပြင်းတော့ကျွန်တော်တို့ဒီနောက်ပိုင်းဒီအစုံပိုင်းလေး ီနောက်ဆုံးပိုင်းကိုကျွန်တော်ပြင်တယ်နောက်ဆုံးပိုင်းလေးကိုကျွန်တော် key frame လေးထည့်တယ်အရင်ဆုံးကျွန်တော် heli text ကို key frame ထည့်တယ်ဟာအရင်ဆုံး key frame ကြီးအရင်ရှားလိုက် okay အဲဒီရောက်က text ကိုလည်းကျွန်တော် key frame လေးရှားလိုက်အစုံနာလေးလေး key frame လေးရှားလိုက်မယ် okay ပြီး text heli text ကိုပြန်သွားမယ်ပြီးဒီကောင်ကဒီ key frame အတိုင်းထားမယ်ပြီးဒီနောက်က key frame ဒုတိယ end point ကိုကျွန်တော်ဒါရွှေ့လိုက်ဒါဆို animation ဖြစ်သွား end point ကိုကျွန်တော်ကဒါဘေးကိုတွားတဲ့ပုံလေးအဲ့လိုလေးလုပ်လိုက်နော် okay ရပြီ ပင်းတာဒီဘက်ကအောက်ကဟောက်လဲအဲ့ဒီတိုင်းပဲကျွန်တော်တွားမယ်ဘေးကိုရွှေ့သွားတဲ့ပုံเนาะโอเคပြပါဒါကြောင့်ဒီမှာကြာပါပြီအဲကြာသွားပြီအဲ့တော့မှကျွန်တော်ဗီဒီယိုကလည်းပြီးသွားပြီဗီဒီယိုဗီဒီယိုကလည်းအကုန်လုံးအတေပြီးသွားပြီအတန်လည်းအဆင်ပြေပြီနောက်ဆုံးကျွန်တော်တို့ဒါဗီဒီယိုကိုလပောက်အောင်ပြင်ဆင်မယ်လို့ဒီပါဖီလ်တာတွေပါထည့်လို့ရတယ်ဒါကျွန်တော်တုံးနေကြဆိုရင်ဒါဆိုရင်ဒါ clear 2 ဒါရုပ်ထွက်ကြည့်အောင်လုပ်ပြီးတော်တော်ကောင်းတယ်ဒါပေမဲ့သူကစိန်တုံးဖြစ်နေတဲ့အတွက်ဒါကျွန်တော်တို့အနေနဲ့ဘာလုပ်ရမလဲဆိုတော့စိန်တုံးဖြစ်နေတဲ့အတွက်ဒါ free count တွေဆိုတော့တုံးနေမှာနော်ဒီ back ထွက်မယ်ဒါနောက်ထပ် effect ကျွန်တော်တုံးနေတယ်ဒါရုပ်ထွက်ရုပ်ထွက်ဒါကြည့်ဘူးရပြီးတက်ပြီးတော့ရုပ်ထွက်ကြည့်အောင် hg cam တော့ဒါဆိုရင်ဒါကျွန်တော်ဘာ adjustment လုပ်ရမလို့ပဲနေတော့မှာတော်တော်ကြည်သွားရတယ်လား okay ပြီးချက်ပြီးတော့ကောင်းအောင်ကျွန်တော် adjust လေးပါထပ်ထည့်လိုက် adjust အဲ adjust ကဒီမှာကျွန်တော်ဒါကျွန်တော် pro account တို့နော် standard account တို့ဆိုရင်ဒါ adjust auto adjust ကိုတုံးနေတယ် auto jazz ကိုတုံးလိုက်ပြီ။ Okay နော် auto jazz ဆိုရင်ကျွန်တော်အလင်းပေါင်းလို့သူက auto ချိန်ပြီးသွားတာကျွန်တော်ဘာမှတခုချင်းချိန်ပြန်ဘူး။ဒါပေမဲ့ဒီ auto jazz နော်ဒီ auto jazz က free ကောက်တော့မရအောင်မှာစိတ်တုံးလေးပါစိတ်တုံးလေးပါရင်ကျွန်တော် pro ကောက်มาရမယ်။ဒါ standard ဆို standard pro တို့ pro ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အားလုံးပြီးသွားပြီ video ကအဆင်ပြေသွားပါပြီ။ဒါတော့5နေဖြစ်ပါတယ်။